ကိုလူတို့ပေးပဲအကောင့်စီယုံနဲ့051ကနေစတဲ့ထုတ်ယူလို့ရမယ် ABB လိတ်တခုကိုပျော်ပြပေးမှာဖြစ်ပါတယ်။လောဘတရားရခိုင်လို့ပေးပြီးတော့ထိတ်တမကြသေးတဲ့ ABB လိတ်တခုပဲဖြစ်ပါတယ်ပေါ့နော်။ဒီ ABB လိတ်ထဲကနေပတ်ဆက်ဘလို့ဆောင်လဲပတ်ဆက်ဘလို့ထုတ်မလဲဆိုတာလေးကိုကျွန်တော်နဲ့အတူဗီဒီယိုလေးကို like and share လေးလုပ်ပြီးတော့အဆုတ်ထိ like ပါကြည့်စုသွားလိုက်ရအောင်ပေါ့နော်။ ဒီ AP လေးတွေကဆိုရင်ဒီ PayPal account မစီ SM ပြေဘူးပေါ့နော်ဒါကြောင့် PayPal account စမ်းနေတဲ့သူတွေဖြစ်ဖြစ် PayPal account အခုမှစတဲ့ account အသစ်လုပ်တဲ့သူတွေဖြစ်ဖြစ်ပေါ့နော်ဒီ AP လေးကိုဆော်ပြီးတော့ PayPal account ငွေဝင်ငွေထွက်စမ်းချင်တာပဲဖြစ်ဖြစ်ပေါ့နော်လောကအတုပ်ပြူတည်တဲ့ AP လေးတစ်ခုပဲဖြစ်ပါတယ်ဒီ AP လေးကိုရယူမယ်ဆိုရင်ဖုန်ထဲမှာစီးတဲ့ AP လေးတစ်ခုကို connect တက်လုပ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်ပေးထားတဲ့လေးကနေတစ်ချက်ဝေးလိုက်ပေါ့ဝေးလိုက်ပြီးဆိုရင်ကိုလူတို့ကဒီ Play Store ကိုရောက်စီလာမှာဖြစ်ပါတယ်ပေါ့နော်ဒီကောင်လေးက ဆွေကျွန်တော်တို့ဒီအန်သေးတင်ထားတာလေးကဆွေမကြော်သေးဘူးပေါ့နော်အခုမှအသေးသေးစစ်လာလေး APP လေးတစ်ခုပဲဖြစ်ပါတယ်ဒီ APP လေးဒီ ်ဒီ app လေးရဲ့ name နဲ့ logo လေးကိုတိချာကြည့်ပြီးတော့ install လုပ်ပြလိုက်ပါကျွန်တော်ကတော့ install လုပ်ပြီးပြီမို့လို့ play ဆိုပြီးပေါ်နေမှာဖြစ်ပါတယ်ဟုတ်ပြီဒီ app လေးကျွန်တော်တို့ရဲ့ဒီ post square လေးတဲ့ကိုရောက်လာပြီးဆိုရင်ဒီထဲကိုကျွန်တော်တို့တစ်ချက်ဝေလိုက်ပါတော့ဝေလိုက်ပြီးဆိုရင်ဒီမှာပထမဆုံးကျွန်တော်တို့မြေသွေးရမှာကတော့တူပေးထားတဲ့ဒီ gate တွေပဲဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ကဒီမှာဝေနှိမ့်ဆောက်မို့လို့ကျွန်တော်ပြန်ဖြည့်ပြီးတော့ပြန်ဝေပြမှာဖြစ်ပါတယ် Okay ဒီမှာခလားလေးစောက်ပေးလိုက်ပါကျွန်တော်တို့ဒီမှာဆွေသူက level 2 level 3ဆိုပြီးပေးထားတယ်ပေါ့နော်ဒီမှာသူပေးထားတဲ့ဂဲလေးတွေကိုဒီလိုတူတာလေးတွေကိုကျွန်တော်တို့ကလိုက်နေကျွန်တော်တို့ရွေးပေးမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ parcel ဘုံလေးတွေကိုရစမှာဖြစ်ပါတယ်ပေါ့နော်အထူးတတိထားရမှာကတော့ဒီ app လေးကိုအတုပ်ပြီးမှဆိုရင်ဘုံထဲမှာစီတဲ့ဖူပေလေးတစ်ခုကိုခံထားဖို့တော့လိုပါတယ်ဒီလိုခံထားမှဒါ parcel ဘုံတွေထဲကနေကျွန်တော်တို့ကဒေါ်လာလေးတွေကိုရစီလာမှာဖြစ်ပါတယ် ဒီအပေါ်ကဒေါ်လာလေးတွေကကျွန်တော်တို့ဘာမှလုံးလို့မရဘူးပေါ့နော်ဒီကောင်လေးပဲကျွန်တော်တို့ကလုံးလို့ရမှာဖြစ်ပါတယ်ဒီကောင်လေးတွေအဲကျွန်တော်တို့ဆောက်ဖွေဖို့ဆွဲဒီမှာကျွန်တော်တို့ခဲလေးတွေကိုကစားပေးမယ်ဒီကျွန်တော်တို့ကဒီမှာနောက်ထပ်တစ်ခုပြန်လဲကစားပေးရတဲ့ပေါ့နော်ကျွန်တော်မှဆွေဒီမှာ VPN ခံထားလဲဒီကြော်ညာဘုတ်လေးကမသိလောက်ဘူးပေါ့နော်ဟုတ်ပြီကျွန်တော်ဒီမှာခဲလေးတွေကျွန်တော်ထပ်မံကစားပေးလိုက်ပါဖြစ်ပါတယ် ။ Okay ကျွန်တော်တို့ဒီလို possible လေးတိတ်လာတဲ့ခါမှာဆိုရင်ဒီကောင်လေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပြီးတော့ပေါ့။ Okay ကျွန်တော်တို့ဒီလိုကြုံညာပြီးသွားတဲ့ခါမှာဆိုရင်ဒီအပေါ်မှာဆိုရင်ပေါ့နော်ဒီမှာမြင်တဲ့အတိုင်းကျွန်တော်မှာ possible တစ်ပုဒ်ရရှိသွားတာပဲဖြစ်ပါတယ်။ဒီ possible လေးတွေကိုကျွန်တော်တို့ကဒီ gate လေးတွေကစားရုံနဲ့ဒီလိုစုပြီးလို့ရမှာဖြစ်ပါတယ်။ โอเคတကယ်လို့ပေါ့เนาะဒီဂိတ်လေးတွေကိုကျွန်တော်တို့မကစားချင်ဘူးဆိုရဲဒီမှာသူကဆုံးအောင်နေကျွန်တော်တို့လှုပ်လိုက်မယ်ဆိုရဲဒီလို passport လေးတွေကိုကျွန်တော်တို့ကဒီကလေးခွေရောက်มาဖြစ်ပါတယ်ဒီလိုကလေးဆိုရဲနေရာလေးကိုကျွန်တော်တို့တစ်ချင်နေပေးလိုက်မယ်ဆိုရင်ဒီမှာကျွန်တော်ရရှိလာတဲ့ဒေါ်လာပမာဏလေးတွေကိုသူကဒီမှာပြပေးထားมาဖြစ်ပါတယ်ဒီမှာဆိုရဲရန်ကိုအပေးကြတယ်ပေါ့เนาะကျွန်တော်ဆိုရဲဒီမှာ0501ဒေါ်လာရရှိသွားလာပဲဖြစ်ပါတယ်ကျွန်တော်တို့ရယူမယ်ဆိုရဲဒီအောက်ကကလေးဆိုရဲနေရာလေးကိုတစ်ချင်နေပေးလိုက်ပါဒီလိုနေပေးလိုက်ပြီးဆိုရဲကျွန်တော်ရရှိလာတဲ့ဒေါ်လာလေးတွေကိုဒီအပေါ်မှာသူကသွား ပေါက်ပေးမှဖြစ်ပါလေပေါ့နော် โอเคဒီမှာဆိုရင်ကျွန်တော်တို့ရရှိလာမဲ့ဒေါ်လာလေးတွေကိုဒီအပေါ်မှာသူကသွားပေါက်ပေးมาဖြစ်ပါလဲပေါ့เนาะတကယ်လို့ကျွန်တော်တို့ကပတ်စံထုံးမဲ့ဆိုရင်ကျွန်တော်တို့ဒီအပေါ်ကချက်အောက်ဆိုရင်နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့ဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီအပေါ်ကဒေါ်လာလေးတွေကိုကျွန်တော်တို့သွားကြည့်လို့မရောက်ဘူးပေါ့เนาะဒီကောင်လေးကဆိုရင်ကျွန်တော်တို့ဒီတကယ်မပေးဘူးเนาะတကယ်ပေးတဲ့ကောင်ကဆိုရင်ကျွန်တော်တို့ဒီအောက်မှာ051ဒေါ်လာနဲ့အမြောက်ဆုပ်ပေါ့เนาะကျွန်တော်တို့က10ဒေါ်လာထီတော့ကျွန်တော်တို့အထုတ်ယူလို့ရမှာဖြစ်ပါတယ်ပေါ့เนาะကြံတဲ့ဟောက်ဆိုရင်ကျွန်တော်တို့သွားသွေးလို့မရပါဘူးပေါ့เนาะဟုတ်ပြီ ဒီထဲမှာဆွေကျွန်တော်တို့ကဒီမှာကျွန်တော်တို့ရရှိလာမဲ့ဒေါ်လာလေးတွေကိုသူကဒီမှာပြပေးထားမှာဖြစ်ပါတယ်ကျွန်တော်တို့က051ပြီးတာနဲ့ပေါ့နော်ဒီအောက်မှာကျွန်တော်တို့က051စတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့က level 30ပြီးထားဖို့လို့လိုပါတယ်ပေါ့နော် level 30ပြီးပြီဆိုရင်ကျွန်တော်တို့မှာ051လဲရပြီဆိုရင်ဒီနေပင်နာကကလေးဆွေနေရာလေးကပေါ်လာမှာဖြစ်ပါတယ်ပေါ်လာပြီဆိုရင်ဒီကလေးကိုတက်ချင်းနေပေးလိုက်ပေါ့နေပေးလိုက်ရုံနဲ့ကျွန်တော်တို့ရဲ့ဒီ paper account gmail လေးကိုထည့်ပြီးတော့ပေါ့နော်အလွယ်တကူပတ်စံထုတ်ယူလို့ရမှာဖြစ်ပါတယ် lower tier ရခိုင်နှုန်းပေးတယ်ပေါ့ ော်ဒီလို app လေးတွေကကျွန်တော်တို့ဒီ051ကနေစတဲ့ထုတ်ယူလို့ရတာမို့လို့အရန်ကိုအစပြေပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာကျွန်တော်ငွေထုံးတင်းနဲ့အတူအသေးစိတ်ပြန်လဲဆက်ပြပေးမှာဖြစ်ပါတယ်